ာရေးချက်တွေကိုပြည့်ရနေမှာဟိုအခုအချိန်နေရပါလေဇဝေးနေရေးကတော့အဲ့နေမြရုံးကန်နေကြတယ်ဒါပေမဲ့နာမကျန်းလာတဲ့ခါဒီမှာတော်တော်ကတိကောက်ဖြစ်ကြတယ်အခက်အခဲတွေ့ကြတယ်အဲ့ဒီဇာရေးဆရာကြီးကြီးဟိုကျွန်တော်တို့ကဟိုနာမကျန်းထောက်ပံ့ငွေပေါ့လေနာမကျန်းထောက်ပံ့ငွေကျွန်တော်လူဖို့အတွက်ဒီဖွဲ့ဖွဲ့သိမ်းထားပါတယ်ဗမာသူတို့ရအလူဓာဏမှာရရောကြပါလေ နောက်ပိုင်းပို့ပြီးတော့ထိရောက်လာတဲ့ခါမှာသူတို့ဟာပို့ဖို့လူကြမှာဒီနေ့ကတက်တဲ့ဆိုင်ဆိုင်ကျွန်တော်စာကြောတော့နေပါเนาะကျွန်တော်ဝါတပေလုံးကစာကြောတော်ကြီးဆိုင်ကြီးဆိုင်ကြီးဂုံကျူးတဲ့နေ့เนาะအော်ကဘာမှာလဲဆိုင်ကြီးဆိုင်နေ့တော့တော်တော်ရှားပါတယ်เนาะကျွန်တော်ဝါပြေမှာတော့ဆိုင်ကြီးဆိုင်ကြီးကိုဂုံကျူးတဲ့အပြင်စာကြောနေ့ဆိုတော့တတ်မှတ်ထားပါတယ်နော်ရဇန်တည့်ရနေ့ပေါ့เนาะ အဲ့တော့ကျွန်တော်တို့ကလေဇာကြီးချက်တွေကိုပြည့်ရနေမှာဟိုအခုအချိန်နေရပါလေဇာဝိနေရေးကတော့အဲ့နေကရုံးကန်နေကြတယ်ဒါပေမဲ့နာမကျန်းလာတဲ့ခါဒီမှာတော်တော်ကတိကောင်ဖြစ်ကြတယ်အခက်ခဲတွေ့ကြတယ်အဲ့ဒီဇာကြီးဆရာကြီးဟိုကျွန်တော်တို့ကဟိုနာမကျန်းထောက်ပံ့နေပါလေနာမကျန်းထောက်ပံ့နေကျွန်တော်လူဖို့အတွက်ဒီဖွဲ့ဖွဲ့သိထားပါတယ်ကျွန်တော်ဥပဒေအဖြစ်ဆောင်ရွက်တယ်ကိုအောင်ဆောင်ဝိုင်းနောက် ကျွန်တော်ကျင်ကအဲ့ဒါကိုလွင်မင်းဦးကတ်တွန်းဘက်ကမြမျိုးအေးရေကောင်မင်းမောင်အာနောက်တပြားဆရာဘက်ကမြည်ကြည်နုအင်းန်ကြောင်းနော်ညကောင်းကြော်ပေါ့ကျော်၅ယောက်ကကျွန်တော်ရုံကမှာလာပေါ့ဖွင့်လိုက်ကြအဲ့တော့ကျွန်တော်နမည်လေးရတယ်ဟိုလာပါတော့အဲ့ဒီအလုံးညဝေပြီးတော့အတူတကွညဝေခန်းစားကြမယ် တတ်နိုင်တယ်များတော့နာမကျန်းတဲ့သူတွေကတို့တတ်နိုင်မြစေဘူးထောက်ပံ့မယ်ဒါပေမဲ့အခုအချိန်မှာကျွန်တော်ထောက်ပံ့ကြတယ်တမင်ငွေကြားစားရင်းဆိုလို့ပဲကျွန်တော်ရတယ်၁၀သိန်းတော့ရတယ်လူက15လောက်တယောက်တစ်သိန်းမလောက်ဘူးနောက်တစ်၁၀သိန်းရတယ်လူကညမကျန်းတွေ15ယောက်16ယောက်အဲ့တော့ကျွန်တော်မဖြစ်ချင်ဘူးငါတို့ငွေကြီးကပုံနာများပါတယ် ဥမာတို့ပွဲလေးတစ်ပွဲလုပ်မှာလူခဏာကိုငါတို့လူခဏင်းတော့ခံမယ်သို့တော်ငါတို့ရဲ့လှုပ်ရှားမယ်လှုပ်ရှားဖို့ကတော့မလုပ်နဲ့ဆိုတော့ကိုတက်တာလည်းစားအောင်နော်စားအောင်ရောင်းတာစားရေးတာပဲအဲ့တော့စားလို့ထုတ်ထုတ်ပြီးတော့ကျုပ်ရင်းကြီးကကိုဝိုင်းစုလိုက်စာမကရရမယူတော့ထုတ် တုတ်တတောင်းနေရမယ်ခြေနိုင်လက်နေဆဲဟုတ်ရောင်းရင်တသိဥဒ္ဒရာရောင်းရင်ဆယ်သိပေါ့ဒါလေဆက်မပြတ်ချင်၃လတစ်ခါ၃လတစ်ခါထုတ်အဲ့တော့အခုအချိန်မှာ စာရေးစရာဈေးွက်တွေရေးစရာဈေးွက်တွေပျောက်နေတဲ့ကာလမှာသူတွေလည်းစာရေးရတယ်စာဝေးသွင်းရတဲ့ဇာတောင်လေးတစ်ခုဖြစ်လာတယ်ဘာအားအလူငွေလည်းရတယ်ဆိုပုံစံနဲ့သူတို့ ဒီနေ့တော့ဟောပေါ့ဆက်ရှိနေရဟမ် community center မှာစောင်းရောင်းမွေးလေးလုပ်တာအခုကြတော့ရန်ကုန်တွင်နော်လက်ခံမယ်ပွဲပေါ့နော်အဲအဲ့ဒါလုပ်တဲ့ပုံစံမျိုးလုပ်တာပါအဲ့တော့ရှင်းဆက်ပြီးတော့ဟိုလေကျွန်တော်အလူလဲလက်ခံမယ်စောင်းတွေလည်းရောင်းမယ်နောက်ဒီပြည့်ရန်ကုန်ရှာတဲ့ဥစ္စာတွေစဉ်းစားအောင်မယ်တန်နိုင်ရင်အမျိုးသမီးစာရေးဆရာမတက်ပါလာတော့ဟုတ်လားစာတောက်ဆိုင်လေးဖွင့်မလားနော် ဟိုဒီတပင်းရံမွေရှာဖို့အတွက်ဘာခွင့်လန်းနေရှိမလဲအဲအဲ့ဒါလေးနေပြန်စီပြီးတော့လုပ်သွားပါမယ်တကယ်တော့ကုသိုလ်လုပ်တာပါကုသိုလ်လုပ်တယ်အဲ့တော့ဒီမှာလေအခုဒီအစိုးရတွေကလည်းသူတို့တက်နိုင်တဲ့အမှုပညာနဲ့လာပြီးတော့ကုသိုလ်လုပ်ကြတယ်ဇာတိဆရာတွေလာလှူကြတယ်ပြန်စုဝေးလုပ်ငန်းရှင်လှူကြတယ်အဲအဲ့ဒီလိုနဲ့ကျွန်တော်တို့ရံမွေရှာကြတာပါဗမာဒီမျိုးတွေကအလူဓာဏမှာရရောကြပါလေ နောက်ပိုင်းပို့ပြီးတော့ထိရောက်လာတဲ့ခါတွေမှာသူတို့ဟာလာပို့ဝယ်လူကြောက်မှာအဲ့ဒါဆိုကျွန်တော်ပို့ရှင်းတာသွားမယ်လို့ထင်ပါတယ်